အခြေအနေပတ်သက်ပြီးဖြူစင်သူလုံနေပေမဲ့လည်းလွန်ခဲ့တဲ့၁၆ရက်နေ့ကအင်တာဝင်းအရှုပ်တွေပေါ်ထွက်လာခဲ့တဲ့မြက်ကီတီအောင်မြက်ကီတီအောင်ကလက်ရှိပြသနေတဲ့အမုံမြင့်ဇလန်ကျွဲမှာတရုပ်ဆောင်ကောင်းတာကြောင့်ပရိသတ်တရဲ့အပြစ်မှုကိုရနေသူပါရှင်မြက်ကီတီအောင်ကိုအပြုကြီးလို့ထင်ကြပေမဲ့တကယ်တော့မြက်ကီတီအောင်ကသူ့ရဲ့အခြေအကကံမကောင်းခဲ့ဘူးလို့ဆိုပါတယ်အင်တာ20ဖြစ်မှာဆိုရင်လို့အသက်35နှစ်မှာအင်တာပြုခဲ့ပြီးမဲ့ကွာရှင်ခရပြီးအချစ်ကိုထပ်မရှာတော့ပါဘူးအချစ်ဦးကသူ့အပေါ်မှာအရန်ကောင်းတဲ့သူတယောက်ဖြစ်ပြီးအမှုပညာကိုပဲရွေးချယ်ခဲ့တာဖြစ်ကြောင်းအမှုပညာအလုပ်ကိုမလုပ်ဖို့ပြောပေမဲ့မင်းသမီး ီးပြဆက်လုပ်ချင်တာကြောင့်အခြေဥကိုတောင်ဆွတ်လွတ်ခဲ့တဲ့အကြောင်းပြောခဲ့ပါတယ်။သူနဲ့ခင်မောင်တို့ကလည်းအပြင်မှာတကားမှမတွေ့ဘူးပဲအိမ်တော်ပြုတ်လိုက်တာဖြစ်ပြီးခင်မောင်ကအိမ်တော်ကြီးဖောက်ပြန်ခဲ့တယ်လို့သူ့လိုမဖြစ်အောင်မိန်းကလေးတွေဆင်ကျင်တဲ့အကြောင်းပြောသွားခဲ့ပါတယ်။ဒါကြောင့်အမြတ်ကြီးတီအောင်အိမ်တော်ပြုတ်ဖို့အတွက်အစီအစဉ်မရှိတော့ပဲရသက်ပံတယောက်တည်းနေထိုင်နေပါတယ်။နမကြီးမသမီးလဲအိမ်တော်ကြီးကမကောင်းပါလားဆိုပြီးတော့ပရိသတ်တွေကအစိတ်မကောင်းဖြစ်နေကြပါတယ်။ဒါပေမဲ့အမြတ်ကြီးတီအောင်ကလူအများရှိမှတော့ဖြူစင်သူပတ်နှုသေးလို့ပြီးကိုရမှာတော့အိမ်တော်ကြီးဖောက်ပြန်တာကအမြတ်ကြီးတီအောင်မှဖြစ်ကြောင်းအတိတ်ကဇလန်းတွေကပြန်လဲပေါ်ပေါက်လာခဲ့ပါတယ်။ ယ်။မြန်ကီတီအောင်နဲ့အမေရိကန်နိုင်ငံမှာနေထိုင်တဲ့ဦးအောင်ဇော်လက်ကျူက2006ခုနှစ်တုန်းကစတင်သိရှိခဲ့ကြတာဖြစ်ပြီးအတိတ်တောင်ရဲ့ဆက်သွယ်ပေးမှုကြောင့်ယင်းနီသွားခဲ့တာပါ။ဦးအောင်ဇော်လက်ကအမေရိကန်မှာစတိုးဆိုင်ဖွင့်လှစ်ထားတဲ့အချိန်ဖြစ်ပြီးတော့စီးဝိုင်းအင်အားတောင်းတဲ့သူပါ။မြန်ကီတီအောင်နဲ့အပြန်မတစ်ခါမှလူချင်းမမြင်ဘူးကြပါမိမယ်ချစ်သွားတာကြောင့်လအနေငယ်ကြမှာပဲလက်ထက်ခွန်တောင်းလိုက်ပါတယ်။အဲ့ဒီအချိန်မှာတော့မြန်ကီတီအောင်ကအောင်မြင်နေတဲ့မင်းသမီးတယောက်ဖြစ်ပြီးတော့ဇကားတွေလည်းဇက်တိုက်ရိုက်ကူးနေရပါတယ်။မြက်ကီတီအောင်ကလည်းဥအောင်ဇော်လက်ရဲ့လက်ချက်ခွန်ကိုချက်ချင်းလက်ခံလိုက်ပြီးတော့အုံးလာကြမှာတော့လူကြီးဆောင်ဟာရှေ့မှာစစ်ဆက်ခဲ့ပါတ ယ်။ဥဟုံစလကအမင်းသမီးတယောက်နဲ့လက်ထက်ခွင့်ရတာဖြစ်တာကြောင့်မျက်နှာမငယ်အောင်စီရိုနာဟောဂျဲမခင်ခင်နာနာမင်္ဂလာဆောင်ခဲ့ကြပါရယ်။လက်ထက်ပြီးတဲ့ဥဟုံစလကတော့အမေရိကန်ကိုပြန်သွားခဲ့ပြီးမြက်ကြီးတယောက်ကတော့မြန်မာနိုင်ငံမှာပဲနေခဲ့ပါရယ်။တယောက်နဲ့တယောက်ယုံကြည်တာကြောင့်အနေဝေးပေမဲ့လည်းတန်တရားတွေတော့မဝင်ခဲ့ကြပါဘူး။လက်ထက်ပြီးပေမဲ့လည်းတနေရာစီပဲဖြစ်နေကြပြီးအဆင်ပြေခဲ့ကြပါရယ်။2009ခုနှစ်ကနေစတင်ပြီးတော့မြက်ကြီးတယောက်ကရုပ်ရှင်ထုတ်လို့ပရိုဂျူဆာတယောက်နဲ့သတင်းတွေထွက်လာခဲ့တာကြောင့်ဥဟုံစလကမြန်မာပြည်ကိုပြန်လာခဲ့ပါရယ်။အဲ့ဒီနောက်ပိုင်းမှာတော့ဘလို့မှမငင်းနိုင်တဲ့အခြေအနေရှိလာခဲ့ပြီးပရိုဂျူဆာ ဆာနဲ့ချစ်ကြိုင်နေပြီဖြစ်ကြောင်းဝန်ခံရပါတယ်။မြက်ကီတီအောင်ကပရိုဂျူဆာကိုပဲချစ်ပြီးတော့ဦးအောင်ဇော်လက်ကိုမချစ်ကြောင်းပြောခဲ့သလိုဦးအောင်ဇော်လက်ကပဲသတင်းစာတွေကနေဇနီးမယားအဖြစ်ကနေဆွလွတ်ကြောင်းကြေညာခဲ့ပါတယ်။ဒါပေမဲ့မြက်ကီတီအောင်ကပရိုဂျူဆာနဲ့လက်မယိုပြက်ပဲဦးအောင်ဇော်လက်ရှိတဲ့အမေရိကန်ကိုလာလဲပြီးတော့သူ့ကိုလက်ထပ်ပြီးဖို့နဲ့ green card ရအောင်လို့လုပ်ပေးဖို့အတွက်အကူအညီတောင်းခဲ့ပါတယ်။ဦးအောင်ဇော်လက်ကမြက်ကီတီအောင်ဆွဆွဲသလိုနောက်ရင်တော့မပြုတ်ပြစ်ခဲ့ပဲအခုထိလူလွတ်တယောက်ဖြစ်ပြီးတော့ဘသူ့ကိုမှလည်းမချစ်တော့ပါဘူး။ဘဝကိုစီဖြစ်သွားခဲ့ပြီးမဲ့လေမြက်ကီတီအောင်ကတော့အခြေအိုးเจ้าနေနဲ့အိမ်နာရေးဖောက်ပြန် ခင်ရတဲ့အကြောင်းတွေကိုပြောနေခဲ့ပါတယ်။မြက်ကေတရားကနမကြီးမင်းသမီးဖြစ်ပေမဲ့သူ့ရဲ့အခြေအကကံမကောင်းကြောင်းပြောခဲ့သူဖြစ်ပြီးနောက်ကျောင်းတွေကတခုပြီးတခုထွက်ပေါ်လာခဲ့တာပါ။အနုပညာအလုတ်ကိုပဲလှုပ်ချင်လို့အချို့ကိုမရွေးချယ်ခဲ့တာပါလို့ပြောခဲ့တဲ့မြက်ကေတရားဝင်စကားတွေကရှင်းအောင်မညီတာကြောင့်ဝေဖန်မှုတွေကလည်းရနေပါတယ်။တချို့တွေကတော့မြက်ကေတရားကိုအနုပညာကိုကြည်ပြီးအားပေးတာကြောင့်ကိုကြီးကိုတာတွေကိုမကြည်ပါဘူးလို့ပြောကြပါတယ်။ပြည်သက်ကြီးတို့ရောမြက်ကေတရားရဲ့တရုတ်ဆောင်ပိုင်နိုင်မှုတွေကိုသဘောကျရလားဆိုတော့ကွန်မတ်မှာပြောခဲ့ပါအောင်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။